စိတ်ထားကောင်းနေစေတဲ့စူးပူရွာရဲ့လမ်းဘေးမှာချိုလေးဘာတူရီရောင်းတဲ့ဈေးတင်နေအောင်ရှိပိုင်းတစ်ဖက်မှာအအောင်ကချိုလေးဘာတူရီကိုတပွဲ30နေရောင်းပိုင်းဖိုးတုတ်ကလည်းတစ်ဖက်မှာချိုလေးဘာတူရီကိုတပွဲ30နေရောင်းပိုင်းကိုဖိုးတုတ်ရေကျွန်တော်ချိုလေးဘာတူရီတပွဲပေးပါဗျာကောင်းပါပြီအရန်ရတာရှဲ့ချိုလေးဘာတူရီနှစ်ပွဲလုပ်ပေးမယ်မလုပ်ပါနဲ့တပွဲပဲတော်ပါပြီကိုဖိုးတုတ်ဆိုင်မှာအလုံးလုံးတဲ့ကောင်းလေးနှစ်ယောက်ရှိပါတယ်တယောက်ကတော့ဝိုင်းပြီးချက်ပြုတ်ပြီးအောင် နောက်တစ်ယောက်ကတော့ပကံတွေစီးကြောတာပေါ့အားလုံးအစဉ်ပြေပြေနဲ့ဖြတ်တန်းနေရပေါ့အဲဒီအချိန်ဖိုတိုကရုတ်တရက်ကြီးဆွန်နုကို ပိတ်ရိုက်လိုက်ပိုင်ဝယ်သူတွေရောအားလုံးကကြောင်သွားတာပေါ့အခုထိဒီစရာအတွက်မပြင်ပေးသေးဘူးလားဝယ်သူဆိုတာငါတို့အတွက်ဖျားသခင်ပဲကျွန်တော်အခုပြင်ဆင်ပေးပါမယ်ဆွန်နာကအမြန်အမြန်တပွဲပြင်ပြီးဝယ်သူကိုပေးလိုက်ပိုင်ဝယ်သူလည်းအားရပါရစားတော့တာပေါ့ဖိုတိုဆိုင်မှာလူတွေအများကြီးဝယ်လာစားကြပါအောင်ရဲ့ဆိုင်မှာတော့ဝယ်သူက တယောက်နှစ်ယောက်လောက်ပဲလာပါရင်ကိုဖိုးတို့ရေခမားဆိုင်ကချိုလေးပါတို့တွေစားပြီးအရန်ကိုပြောရဲဗျာတကယ်ရတာရှိရေခမားဆိုင်အလုတ်သမားလေးရအရန်စားလို့ကောင်းနေဩခမားလည်းကျွန်တော်ပဲအကုန်တင်မိထားလေဒီလောက်တော့လောက်တက်တာပေါ့ဒီကောင်လို့စာမတက်ပေမတက်ကအေးတောင်မဖြောတက်ဘူးဟာဟာအဲ့ဒါဆိုရင်ကျွန်တော်နောက်တစ်ပွဲလောက်ပေးပါဗျာအရန်စားကောင်းနေတွေ့ရမလားကျွန်တော်ပထမအပဲပြောပါ诶နှစ်ပွဲယူပါလို့ ။အဲ့ဒါနဲ့ဆိုနူကချိုလေးဘာတူတွေပွဲတွေအများကြီးပြင်လိုက်ပါအောင်ရယ်။အဲ့ဒီအချိန်ဘုတုကရန်ကိုဒေါသထွက်သွားပြီးဆိုနူကိုပိုင်းရိုက်လိုက်ပါ යි ။အခုကျွန်တော်ဘာလုပ်လို့လဲတထေး။တထေးရဲ့အမိတ်မရပဲမင်းကဘာလို့အခုလိုလုပ်လိုက်ရလဲဖြေ။ကျွန်တော်တောင်းမှန်ပါရဲ့။နောက်ဘယ်တော့မှမဖြစ်စေရပါဘူး။ကျွန်တော်ခွင့်လွှတ်ပါ။အခုတော့ထားလိုက်တော့နောက်မဖြစ်စေနဲ့။ဖျားလိုမျိုးတံမိုးထားရတဲ့ဝဲသူတွေငါတို့စီမှာရောက်နေပြီ။သူတို့အဆင်ပြောင်ပြင်ဆင်ပြီ။တဖက်အအောင်ရဲ့ဆိုင်မှာဝဲသူတယောက်ကမောက်စားနေရပေါ့ သူကဖိုးတုပ်ဆိုင်မှာဖြစ်နေတဲ့အဖြစ်အပျက်တွေအားလုံးကိုကြည့်နေရပေါ့ပြီးတော့သူကပြောလိုက်ပါအရှိဆိုင်ဆိုင်ပိုင်ရှာအယမ်းမာနာကြည့်ရနော်ဟုတ်တယ်ဒါပေမဲ့မာနာကြည့်ရင်လည်းကြည့်လောက်ပါရင်သူ့ဆိုင်ဟာအရင်နေရဆိုတော့အယမ်းရောင်းရတယ်တင်းချီဝင်းဝေရှိရလေဒါဆိုကျွန်တော်တခုမေးမယ်ဟုတ်ကဲ့မေးပါသူ့ဆိုင်မှာဆိုလို့ရှိရင်မနက်ကနေညနေထိလူတွေအများကြီးလာခင်များဆိုင်မှာဆိုလို့ရှိရင်လူတွေကလက်ချိုးရီလို့ရတယ်မသိပါဘူးဗျာကျွန်တော်လက်ရမကောင်းလို့နေမှာပေါ့ ဟိုဘက်တတိယလက်ရကောင်းလို့နေမယ်။မဟုတ်ပါဘူးဗျာမဟုတ်ပါဘူး။ကျွန်တော်ထင်တော့အကြောင်းတစ်ခုခုတော့ရှိရမယ်။အဲ့လိုပုံစံမျိုးတွေကြောင့်ပဲအောင်ရဲ့ဆိုင်ကတိတ်ပြီးတော့မရောရပါဘူး။ကိုဖို့တို့ကတော့တနည်းကိုအများကြီးရောင်းရပါဘူး။အဲ့လိုနဲ့တရက်ကြတော့အောင်ရဲ့ဆိုင်မှာလူတွေလုံးဝကိုလာဝင်မစားကြတော့ပါဘူး။တရက်ကြတော့ကိုဖို့တို့ဆိုင်ကိုအဖိုးကြီးတယောက်ရောက်လာခဲ့ပါတယ်။အဲ့ဒီချိန်အဖိုးကြီးကတတိကျွန်တော်တခုတော့ကြွေးပါဗျာ။ကျွန်တော်အရန်ပိုက်စာနေလို့ပါ။ ျွန်တော်ဘာမှမစားရသေးတာတပတ်လောက်ရှိပြီကျွန်တော်တနာပြီးတခခုတော့ကြွေးပါကိုဖိုးတုတ်ကဒေါသထွက်နေရဲ့မျက်လုံးနဲ့ကြည့်လိုက်ပိုင်းပြီးတော့တကြက်တန်အကြွေစီတခုကိုတရောင်းစားအဖိုးကြီးရဲ့မျက်နှာပေါ်ကိုပြစ်လိုက်ပိုင်းပြီးတော့ပြောလိုက်ပိုင်းတွားလိုက်အခုဒီကနေတွားလိုက်ငါဆိုင်မှာလာမရှုံးနဲ့တကြက်တန်နဲ့ပီစကုတ်မုတ်တော့မရဘူးငါ့ကိုပတ်စံမပေးချင်နေပါမင်းရောက်နေရဲ့ဟာလီတပွဲလောက်ကြွေးလိုက်ပါလားပါငါအမီကိုတင်းချီပြီးပတ်စံပေးရမှာလား ငါယူနေလို့အဲ့လိုမျိုးတွေပေးရမှာလားဒီကနေထွက်သွားလိုက်ပါငါမှဝဲသူတွေအများကြီးတန်းစီပြီးစောင့်နေရတာအားနာကြရင်မင်းကိုငါဘာအတွက်ပေးရမှာလဲမင်းကငါအတွက်ဘာကြိုးရှိလို့ကျွန်တော်ပတ်စံမလို့ချင်ပါဘူးဗျာခမားရောင်းနေရပဲပေးပါ ကျွန်တော်ဖိုက်ကလေးပြေးသွားချင်လို့ပါပတ်စံနဲ့ဝယ်စားလိုက်ပါလားငါမှပတ်စံရှိလို့ရှင်မင်းစီကတောင်းစားမလားတကယ်မရှိလို့တောင်းစားတာပါကွာမင်းဆိုင်ရဲ့နမယကရိုပတိချိုလေးပါတူတွေတဲ့ ်မိယာကနည်းနည်းလာကျွေးလိုက်ဘာမှမဖြစ်ပါဘူးကွာအဲဒီအချိန်မှာဖိုတိုကသူ့ဆိုင်ရဲ့နောက်ကောင်လေးကိုပိုင်းရလိုက်ပိုင်းမိယာမတ်တက်ရက်ပြီးကြည့်နေရပေါ့ဒီမှာဒုက္ခလာပြီးညာလေးသွားလိုက် အခုမောင်းထုတ်လိုက်အဲဒီကောင်လေးကတရောင်းစားနောက်သွားပြီးစကားအတူတူလေးပြောလိုက်ပိုင်းကျွန်တော်တထေစာကျွန်တော်ပဲတောင်းမှန်ပါရဲ့ဒီကနေအမြန်ဆုံးထွက်သွားလိုက်ပါမဟုတ်ရင်ကျွန်တော်တို့အလုပ်ပြုတ်သွားလိမ့်မယ်ကျွန်တော်တကယ်ပဲတောင်းပန်ပါတယ်ကျွန်တော်တို့လောက်ကပြန်ရဖို့ခက်လို့ပါ ရပါတယ်ပြဿနာမရှိပါဘူးမင်းတို့တွေတနည်းရောနာမည်ကြီးရဲ့ဆိုင်တစ်ခုကိုပိုင်နိုင်မှာပါမင်းတို့တတိယမင်းတို့ကြောင့်နာမည်ကြီးနေရဝင်ငွေတွေအများကြီးရနေရကဲပါငါသွားတော့မယ်အဲ့ဒီတရောင်စာအဖိုးကြီးကအောင်ရဲ့ဆိုင်သွားလိုက်ပိုင် အောင်ကချက်ချင်းလက်ငင်းကိုလက်လက်ဆက်ဆက်အစားတောက်တွေကျွေးပါတော့တယ်ဖျားသခင်အမိန်နဲ့မင်းဆိုင်လေးရောင်းရပါစေဦးလေးပြောသလိုဖြစ်ချင်ပါရဲ့ဒါပေမဲ့ကျွန်တော်အခုထိဈေးဥတော်မပေါက်သေးဘူးကျွန်တော်ဆိုင်ကမကြခင်ပြည့်ရတော့မှာ ကောင်းပါပြီသားရဲ့ဒါနဲ့အရှိဆိုင်ကကရိုပတိချိုလေးဘာတူရီလို့နာမည်ပေးထားရလဲသူကအိဆိုင်နဲ့ပတ်စံတွေအများကြီးရှာထားတာလူရီယာသူ့ကိုချိုလေးဘာတူရီရောင်းနေလူလို့မသိဘူးကရိုပတိကရိုပတိဘွာလားလို့ပဲသိရအဲ့ဒါကြောင့်ပဲသူကသူ့ဆိုင်ကိုကရိုပတိချိုလေးဘာတူရီလို့နာမည်ပေးလိုက်တာတကယ်တော့တားလောက်ချမ်းသာတဲ့သူဒီမှာမရှိဘူးအဖိုးရာစားတော့ပြီးတော့အဲဒီကနေထွက်သွားလိုက်ပိုင်းနည်းနည်းလန့်လန့်ကိုရောက်တော့သူက ကားကောင်းစားကြီးပေါ်ကိုတက်ပြီးတော့ထွက်သွားလိုက်ပိုင်းအဲ့ဒီပုံစံအောင်အားကြည့်နေရပေါ့ပြီးတော့စဉ်းစားမရဖြစ်နေပိုင်းစဉ်းစားကြပဲကားရှိရတော့မှစားဖို့တောက်ဖို့တောင်းစားနေသေးရဲ့အဲ့ဒီချိန်ဖူးတုတ်ကရောက်လာခဲ့ပိုင်းဘလို့လဲအာမင်းကိုလိန်ပြီးသွားလိုက်ပြီမလားမင်းကတော့ဒီတိုင်းပဲဆိုင်ပိတ်ရတော့မယ်ငါပြောပါရင်မင်းကိုဒီကနေသွားပြီတခြားနေရာမှာရောက်မှာလို့မင်းကငါ့စကားမှနားမထောင်တာငါ့ကိုဒီညမှာဘယ်သူမှမရှင်းတာမင်းဒီကနေပြောင်းပြီးပြေးမရတော့မယ်ဟာဟာ ဖို့တုတ်ကအောင်းကိုအမြဲတမ်းအဲ့လိုစကားတွေပြောလို့ရှိပါတယ်။ "तू ကဒါပေမဲ့ဘာမှတော့ပြန်မပြောပါဘူး။ဘာဖြစ်လို့လဲဆိုတော့ तू မှာအိမ်ရဲ့အခက်အခဲတွေအများကြီးရှိလို့ပါ။ဟုတ်တယ်ကိုရီးယား။ဒါပေမဲ့ကျွန်တော်ရဲ့နေလေးတနေ့တော့ရောက်လာမှာပေါ့။မင်းရဲ့အောင်မြင်မှုတွေကပြီးဆုံးသွားပြီ။မင်းရဲ့ကြာဆုံးမှုတွေပဲလာတော့မှာ။အောင်ကစိတ်မကောင်းဖြစ်သွားတာပေါ့။ तू ကစီရီအကောင်းကိုပဲတုံးတာပါအဲ့ဒါကြောင့်မေ तू ကတပြေးပြေးနဲ့စီးရလာတာပေါ့ तू ကစီရီကိုလက်ကြံမတုံးပါဘူး လက်ဆက်တဲ့ပစ္စည်းတွေကိုပဲသုံးပါတယ်။အဲဒါကြောင့်မင်းသူ့ဆိုင်ရာတဖြည်းဖြည်းနဲ့အရင်ပြုတ်လာပေါ့။အဲ့လိုနဲ့တရကြတော့အောင်ရဲ့မိမက အောင်ကိုပြောလိုက်ပါ။ဒီပုံစံပဲဖြစ်နေမယ်ဆိုရင်ကျမရှင်ကိုဆက်ပြီးတော့မပေါင်းနိုင်တော့။ကျမမှဘာမှလည်းမပြည့်စုံ။အိမ်ပစ္စည်းလည်းမသိတော့။ရှင်ကဒီမရောရတဲ့အလုပ်ကိုပဲလုပ်နေရဲ့။ဘာလို့အဲ့ဒါကိုပဲဆွဲနေရလဲ။ဒီနေ့ပစ္စည်းတွေမဝယ်လာဘူးဆိုရင်ကျမဒီအိမ်ကနေထွက်သွားမယ်။အောင်လည်းနှဲကိုယူပြီးဆိုင်ထွက်ဖို့လှုပ်လိုက်ပါ යි ။ ဒါပေမဲ့သူ့ဆိုင်ကဒီနေ့တပွဲမှမရောက်ရပါဘူး။အဲလိုနဲ့နေကင်းပါအောင်ရောက်တော့သူကဖိုးတုပ်စီကနေအကျွေးရီသွားချိခဲ့ပါရဲ့။ကိုကြီးကျွန်တော်ပတ်စံနေနေလောက်ချီးပါလား။ကျွန်တော်အမြန်ဆုံးပြတ်ဆက်မှာပါ။ဟာနောက်ဆုံးတော့လေမင်းမွဲပြီမလား။သွားဆက်မှာကွာ။ငါငါဖေချင်းတော့ပတ်စံမရှိဘူး။မင်းသွားလိုက်တော့ဒီရနေ။အောင်ကတတော်ကိုစိတ်ပြတ်သွားတာပေါ့။သူ့မှာအခုဘာအကြံစီမှမရှိတော့ပါဘူး။အဲဒီချိန်မှာဟိုတနေ့က တရောင်းစာကြီးရောက်လာခဲ့ပိုင်းသူကဒီနေ့ရောဝီကောင်းစားကောင်းတွေဖွင့်ထားတာပေါ့ဖိုတိုကသူ့စီကိုလာနေရဲ့ထင်တာပေါ့တကယ်တော့သူကအောင်းရဲ့ဆိုင်ကိုလာခဲ့ပိုင်းမင်းကောင်မှတ်မိရဲ့လားဟိုတနေ့ကငါတရောင်းစောင်းပုံစံနဲ့လာခဲ့ရလေဟုတ်ကဲ့ကျွန်တော်မှတ်မိပါတယ်ဒါနဲ့ဒီလောက်ချမ်းသာပြီးဘာဖြစ်လို့တရောင်းစောင်းပုံစံဟန်ဆောင်ရရလဲငါရှင်းပြပါမယ်တကယ်တော့ငါအရန်ချမ်းသာတဲ့စီးပွားရေးလုပ်ငန်းရှင်ပါငါလုပ်ငန်းတစ်ခုစဖို့အတွက်လေ့လာနေရတကယ်ကိုစိတ်ထားကောင်းတဲ့သူနဲ့ပဲငါအလုံးလုံးချင်တာ ဲ့ဒါကြောင့်အဲ့ဒီပုံစံနဲ့လာခဲ့တာဒါပေမဲ့ကျွန်တော်ရဲ့လက်ရာထက်အရှိဆန်လက်ရာပိုကောင်းပါရဲ့သူကမကောင်းတဲ့စီတွေတုံးတာပြီးတော့ပစ္စည်းတွေထဲမှာလည်းရောနှောတာတွေလုပ်တယ်ပြီးတော့သူကစိတ်ထားလည်းမကောင်းအဲ့ဒါကြောင့်ငါသူနဲ့လက်တွဲမလုပ်နိုင်ငါဆိုင်မှာချမ်းသာသူတွေပဲလာစားမှာအဲ့လိုလူတွေကစမ်းမိုင်းနဲ့ညှို့ညွတ်တဲ့အစားအစာတွေပဲစားကြတာနောက်ဆုံးမှာတော့အောင်ကလက်တွဲလုပ်ဖို့လက်ခံလိုက်ပိုင်းသူ့ကိုပတ်စံတွေအများကြီးတခါတွေပေးလိုက်ပိုင်းနောက်ထပ်ရှက်အနေငယ်အတွင်းမှာပဲအောင်ရောင်းနေနေရမှာ ဆိုင်ကြီးဖွင့်လိုက်ပါတယ်။အဲဒီဆိုင်ကတော်တော်လေးကိုနာမည်ကြီးလာခဲ့ပါအဝီကြီးကလူတွေလည်းလာရောက်ပြီးတော့စားတောက်ကြပါတယ်။အဲဒီလိုပုံစံမျိုးနဲ့ပဲနောက်ဆုံးမှာတော့အမန်တရားကပဲအနိုင်ရရှိသွားတာဖြစ်ပါတယ်။ချို့ရဲ့ဘာလို့ပုံမကြီးကောင်းမွန်ချုံပြီးဘာလို့နေရလဲ။ဒီလိုပုံစံကြီးနဲ့နေ့နေညမ၃ရက်ကိုကြိုးစိုးမလို့လား။ဒီလိုဘွားကြီးချုံတိုင်းနဲ့ဘလို့လောက်လို့မှလဲ။အမေသမီးရဲ့ပုံမအကြောင်းတော့ထည့်မပြောပါနဲ့။သမီးကောင်းမွန်ပွားချုံပြီးလဲအလုပ်တွေတခြားလုပ်နိုင်နေဆိုတာအမေသိပါရဲ့။ ရွှေမနေရအရန်ရှာချေရပဲငါခိုင်းနေအတိုင်းလို့အဲလိုပြောပြီးသူမထွက်သွားပိုင်းသူမထွက်သွားပြီးရဲ့နောက်မှာသူမရဲ့ရွှေမနေရလုံးကအခုလို့ပြောပိုင်းငါတို့ရဲ့ဘဝအမေကိုဘာလို့နေလို့လဲငါတို့နဲ့သမီးတွေကိုကြိုဆိုတော့မယ်လို့အမေကထင်နေရဲ့ပုံပဲကြည်စမ်းမအောင်အိမ်တိန်လုံးဘလို့တော့ပြင်ဆင်ထားလိမ့်ဆိုတာဘာမှမဖြစ်ပါဘူးဟဲ့ငါတို့ရဲ့လင်ညမတုံယောက်ရောက်လာပါစေရောက်လာရင်ငါတို့လည်းတည်ရမှာပဲသူတို့ကဘာတွေများထူးခြားနေလို့ သူတို့ကိုကြိုးစို့ဖို့အတွက်ငါတို့တလောက်အလုပ်တွေအများကြီးလုပ်နေရလဲဆိုတာအဲလိုပြောပြီးချွေးမနှစ်ယောက်လည်းတအိမ်လုံးကိုတန့်ရှင်းလုပ်ပြီးလှလပပပြင်ဆင်ထားလိုက်ပိုင်းပြီးတော့နေညီမနဲ့ခဲဦးတွေအတွက်လည်းစားကောင်းသောက်ကောင်းတွေချက်ပြုတ်ပြင်ဆင်ထားလိုက်ပိုင်းခဏလောက်ကြာတော့သူတို့ရဲ့ခဲဦး300လောက်ကမိမကိုစီနဲ့အိမ်ရှိကိုရောက်လာကြပါတယ်ဟာအဲရလူတွေဘယ်ရောက်ကုန်ကြလဲဘသူမှလည်းမတွေ့ပါလားတအိမ်လုံးကတော့တိတ်ချပြင်ဆင်ထားပါပဲဒါပေမဲ့ငါတို့ကြိုးစို့ဖို့အတွက်တော့ဘသူမှပေါ်မလား အမေအမေဘယ်မှာလဲဒီမှာသားတို့အမေရွှေမ300လုံးနဲ့အိမ်ရှိကိုရောက်နေပြီးထွက်လာကြည့်ပါ သားရီရဲ့အတန်ကြားလာနေသူတို့အမေလည်းဝမ်းသာသွားပြီးအိမ်ရှိကိုထွက်လာပါအဲ့ချိန်မှာပဲသူတို့ရဲ့ခင်မနှစ်ယောက်လဲပဝါကြီးကောင်းချုံပြီးထွက်လာကြပိုင်းသူတို့ကပဝါဒဲကနေသူတို့ရဲ့လင်ညမ၃ယောက်ကိုချောင်းကြည့်ပြီးအယံအံ့ဩနေကြပိုင်းဒါငါပိုင်းမြင်နေရလေငါနေကင်းကြောင်တော်ရင်အိမ်မက်မက်နေရတော့မဟုတ်ဘူးမလားအမလီဖျားဖျား ဒီသုံးယောက်ကဘလို့အဝတ်ဆိုင်ဝတ်ထားလဲမသိဘေးတော့ဆိုင်အနေအဝတ်အပြဲစုပ်တွေဝယ်ပြီးသူတို့ရဲ့အတိတ်ကနေရာတွေပဲဖုံးထားတယ်လို့ပဲကျန်တဲ့အစိတ်ပိုင်းကဘလာတိုင်းပဲဘာမှဖုံးမထောင်အဲချွေးမတို့တောင်ယောက်ကအိမ်ရှိမှာဘာရက်လုံနေကြလဲလာအိမ်ထဲဝင်ကြနေတို့နှစ်ယောက်ကရောဒီမှာရက်ပြီးမျက်နာပဲကြည့်နေရောမှာလားလှလာပပါရွှေမ300လောင်းလေကြိုဆိုကြပါအောင်ဒေါ်လာကသူတို့ရဲ့ခင်မီရဲ့ချွေးမတွေကိုအယံသဘောကြနေပါ යි အဲ့လိုနဲ့သူမကအိမ်ရချွေးမတွေကြိုဆိုခိုင်းလိုက်ပါ යි ရှင်မအစ်တီ300ဝတ်ထားတဲ့ဒီဇိုင်နာချက်အဝတ်တွေကြည့်ပြီးဒေါ်လာကအခုလိုပြောလိုက်ပိုင်။ဟိုဘယ်ဆိုးလို့လဲ။မြို့ပေါ်ဒီဇိုင်နီကအကောင့်တင်ထီရောက်မဲ့အတိုင်းပဲ။ဒီဝစ်စာတွေကဟိုပေါ်ဒီပေါ်နဲ့အရှက်မရှိဘူးလို့ထင်ရပေမဲ့လေ။တမီးတို့ဒီဝစ်စော်ရီနဲ့အရန်ချစ်ဖို့ကောင်းနေတော့တာပဲ။ဒေါ်လာသူမရဲ့ရွှေမအစ်တီ300လောက်ကိုချီးကျူးလို့မပြီးတော့ပါဘူး။သူမရဲ့ရွှေမကြီးနှစ်ယောက်ကအခုလိုသူတို့ရောက်ခမချွေးမအငယ်တွေပိုချစ်နေရမြင်တော့မကြိုက်ပါဘူး။ဒေါ်လာရဲ့ရွှေမအစ်တီ300လောက်ကခင်မီယုံတီမကအောင် အယမ်းလေးမောက်မှကြပါရဲ့အမလီဖျားရဲ့ဒီမှာအယမ်းပူတာပဲပူလုံးလုံးငါတကယ်တော့ချွေးတွေထွက်ပြီးလက်ချောင်းတွေလည်းခြောက်နေငါတော့ရေကူးကျင်သိက်ကို ပေါက်နေပြီတတော်ရဲ့ဒီမှာရေကူးကန်လေးပါလိမရှိဘူးလားအော်အချစ်ကလေးရဲ့ဒါကရွာလေးရွာမှာဘယ်လိုလုပ်ရေကူးကန်ရှိမှာလဲအဲ့ဒီချိန်မှာမချုံနဲ့မတင်ရပြုံးနေကြပါယ။ဘာဖြစ်လို့လဲချွေးမတို့ဘာလို့အဲ့လောက်ပြုံးနေကြလဲ။ဘာမှတော့မဟုတ်ပါအမေရဲ့အမေရဲ့ခင်မရဲ့ချွေးမတော်ရမှာရေကူးကန်ကြောင်မရော့ ကျမအမြင့်ကိုတရိယာသွားလို့ပါမြင့်ဆိုမှငါလည်းတရိယာသွားညီတို့တွေလင်းညီမ300လောက်အိမ်မြင့်စီပဲခေါ်သွားလိုက်ပါလားအိမ်မြင့်ထဲမှာသူတို့ရေကူးကန်ရောက်နေတဲ့အတိုင်းပဲခန်းစားရလိမ့်မယ်အဲ့လိုဆိုရလဲကောင်းပါပြီကျမတို့လင်းညီမ300လောက်ရေကူးကန်ခေါ်သွားပေးပါမယ်ကျမတို့ကိုမြေကန်းနာခေါ်သွားပေးလိုက်ပါမယ်မတင်လဲအဲ့လိုပြောပြီးတော့မချုံနဲ့အတူသူ့လင်းညီမ300ကိုမြေကန်းနာခေါ်သွားလိုက်ပါမြစ်ကိုမြင်တော့သူတို့300လောက်ကအခုလိုပြောလိုက်ပါ ငါတို့ကအလုံးရှိဘာမိုးကောင်မှမရှိပဲဒီတိုင်းကြီးရှူရမှာလားဒီလိုဟင်းလင်းပြည်ကြီးမှာငါတို့ရေမချိုးတက်ဘူးတရားရောငါတို့မြင်သွားရင်ဘယ်လိုထင်ကြမလဲအဲဒီချိန်မှာမတင်းနဲ့မချိုးကပဝါမတင်လိုက်ပြီးအခုလိုပြောလိုက်ပါဒီမြစ်ကငါတို့အတွက်ပဲဆိုတာဒီွားယောက်ျားလေးပဲအကုန်သိရဲ့ဒီမြစ်ထဲမှာငါတို့နှစ်ယောက်ပဲရေးလာချိုးတာဒီမြစ်ကငါတို့ရက်ခမကြီးပိုင်ဆိုင်တဲ့ဘိုးဘွားပိုင်မြေနားမှာပဲရှိတယ်အမလီဖျားဖျားဒီမြစ်ကြီးကဘိုးဘွားပိုင်မြေနားမှာရှိရဟုတ်လား ဒီမြစ်ကြီးတဲ့ကနေငါတို့ရေကူးကန်အခြေကြီးတစ်ခုလောက်လို့ရတယ်။အဲ့ဒါဆိုငါတို့အေးအေးဆေးဆေးရေချိုးလို့ရတယ်။ယတရာသူမရဲ့စိတ်ကို သူညမနှစ်ယောက်လုံးပြောပြလိုက်ပါ යි ။အဲ့ဒီခါမှာသူတို့လည်းရေကူးကန်နဲ့ပတ်သက်ပြီးလောဘစိတ်တွေဝင်လာပါ යි ။အဲ့ချိန်မှာတော့သူတို့ကမတ်ချုံနဲ့မတ်တင်းကိုဘာမှမပြောပြီးမိအိမ်ပြန်ရောက်လာတော့အဲ့အကြောင်းကိုရောက်ခမကြီးစီတွားပြောကြပါ යි ။ရောက်ခမကြီးစဉ်းစားကြည့်ပါအဲ့မြစ်ထဲမှာရေကူးကန်ကြီးကြီးတကန်စောင့်လိုက်ရွာရဲမိမရဲ့အကောင်လုံး အဲ့မှာရီလာချိုးကြမှာအဲ့လိုနေနဲ့ကျမတို့ပြဿနာလဲကန်းကောင်းရှာနိုင်မယ်လူတွေကကျမတို့ရဲ့ရီကူကံလာဖို့လက်မှတ်တွေဝယ်ကြလိုက်မယ်ရက်ခမကြီးရဲ့အဲ့မြေထဲမှာဖြစ်နိုင်သမျှအမြန်ဆုံးရီကူကံသာစောက်လိုက်ပါတော့ပြီးရွာလူတွေကမြို့ဝလူတွေလိုအရသာခန်းစားကြလိုက်မယ်ဒါရီအကောင်လုံးမတ်ချူရောမတင်ရောကြားတော့ပါသူတို့နှစ်ယောက်လည်းချက်ချင်းရောက်ခမကြီးရဲ့အခန်းထဲဝင်လာပြီးအခုလိုပြောလိုက်ပါမရဘူးလေအမေရဲ့အဲ့လိုမဖြစ်နိုင်ဘူးလေအဲ့မြစ်ထဲမှာကျမတို့ညီမနှစ်ယောက်ရေသွားချိုးကြတယ် ီးတော့ကျမတို့ရွာတွေကအချာရွှေမာတွေလည်းရေလာချိုးကြရလေကျမတို့ခင်မီရဲ့ရေကန်မျိုးမလို့ချင်းအိမ်မြစ်ကိုကျမတို့လည်းပိုင်နေကျမတို့ရှိနေတဲ့အိမ်မြစ်ထဲမှာဘာကြီးကူးကံမှလုတ်ခွေမပြီးနိုင်အိမ်မြစ်ကိုနင်တို့ပိုင်နေဆိုရင်ငါတို့လည်းပိုင်နေတကယ်လို့နင်တို့ကအိမ်မြစ်ထဲမှာရေကန်ဆောက်ခွေမပြီးဆိုရင်ငါတို့အိမ်မြစ်အမွေခွဲကြမယ်ငါတို့လည်းဒီအိမ်ရဲ့ချွေးမာတွေပဲလေအဲ့ဒါကြောင့်အိမ်မြစ်ကိုငါတို့လည်းပိုင်နေအဲ့ဒါဆိုရင်ငါတို့ရဲ့ဝေစုအနေနဲ့ငါတို့အိမ်မြစ်ကိုလိုချင်တယ်ဒေါ်လာလေရွှေမ9ယောက်ကြာပိတ်မိသွားပါရင် တစ်ဖက်မှာလည်းသူမရဲ့ဘဝခြုံထားတဲ့ချွေးမတွေကမြစ်အတွက်တိုက်ခိုက်နေပေမိတ်အခြားတစ်ဖက်မှာလည်းသူမရဲ့ခင်မီရဲ့ချွေးမတွေကအမွေကိုစီတောင်းနေကြပါရဲ့အဲ့လိုဆိုလဲကောင်းပါပြီဒီမြစ်ကိုဝေးစုခွဲပေးမယ်ဒါမှမဲ့အဲ့အတွက်နင်းတို့ငါပြောတာရောနားထောင်ရမယ်အဲ့ဒါအမွေခွဲမယ်ဆိုရင်တခါတည်းအကောင်အမွေခွဲမယ်တင်းရကနေအိမ်မြစ်ထိညီတူညီမျဝေးစုခွဲမယ်ရကမကြီးရဲ့စကားအကြတော့သူမရဲ့ပဝါခြုံနှိုင်းရွှေမာရီကတိတ်ဆိတ်သွားပါတယ်။ဒါပေမဲ့သူမရဲ့ခင်မီရဲ့ရွှေမာရီက အမွေကိစ္စကိုဆက်ပြောနေကြပါအဲ့မြင့်အတွက်အမွေခဲရမယ်ဆိုရင်ကျမတို့အစဉ်တင်မယ်ဟုတ်တယ်ရောက်ခမကြီးရဲ့ကျမတို့အဲ့အတွက်အစဉ်တင်မယ်ရောက်ခမကြီးရဲ့ပဝါချုံနိုင်ချွေးမနှစ်ယောက်ကိုလည်းမေးကြည့်ပါဦးဒေါ်လာကသူ့ချွေးမနှစ်ယောက်ကိုဘာမှမမေးခင်ပါဘူးသူတို့ကအခုလိုပြောလိုက်ပါအဲ့လိုသာဆိုရင်လည်းကောင်းပါပြီမိအမေရဲ့ခင်မရဲ့ချွေးမ300လောက်အတွက် မြစ်ကိုအမွေဖွဲပေးလိုက်ပါကျမတို့အမွေရရင်မြစ်အပိုင်းမှာကျမတို့အစဉ်ပြေတယ်လို့ရေသွားရှုပ်လိုက်ပါ ရွှေမ900လောင်းဒီအမွေကိစ္စသဘောတူနေကြမြင်တော့ဒေါ်လာလေဘာမှမတက်နိုင်ပါဘူးအဲဒါကြောင့်ဒေါ်လာကအိမ်နဲ့အတူမြစ်ကိုလည်းအမွေခွဲပေးလိုက်ပိုင်းဒေါ်လာကပဝါချောင်ရွှေမနှစ်ယောက်ကိုမြစ်တပိုင်းပေးလိုက်ပြီးသူမရဲ့ခင်မရဲ့ရွှေမရဲ့အတွက်တော့အိမ်မြစ်ကိုပဲရေကူးကန်လုပ်ပေးလိုက်ပိုင်းပဝါချောင်ရွှေမတွေကသူတို့ရထားရင်မြစ်လေးမှာပဲအဝိချော်ရေချိုးတခါလေပြီးအောင်လုပ်ပိုင်းအဲ့ဒါကြောင့်ရေကူးကနေရရေရတပြေးပြေးညစ်ပတ်လာပိုင်းအဲ့ကိစ္စကြောင့်သူတို့900လောင်းစကားမြောက်ရံဖြစ်ကြပိုင်း ငါဘယ်လိုလုပ်ရမလဲငါချွေးမှာ9ရောင်လောက်တရက်တစ်ရက်ပို့ပြီးရံတွေဖြစ်နေကြတယ်။ဒါပေမဲ့ငါအဲ့လိုအဖြစ်မခံနိုင်ဘူး။ငါတခုခုတော့လုံမရမယ်။ဒေါ်လာကမြို့ကနေငမန်းတွေမှာပြီးမြစ်ထဲကိုလွတ်လိုက်ပိုင်း။ငမန်းတွေကမြစ်ထဲရောရေကူးကန်တွေရောရှောက်လာပြီးလူတွေရောအနာတရပြောင်းလောက်ပါတယ်။အဲ့ခါမှာတော့ရွှေမ9ရောင်လောက်တရက်ကိုတရက်အပြန်အလှန်ကူညီပြီးအိမ်ငါးတွေပိုက်ကုန်နဲ့ဖမ်းလိုက်ကြပါတယ်။အဲ့လိုနဲ့သူတို့9ရောင်လဲတရက်ရဲ့တန်ဖိုးတရက်တိလာကြပါတယ်။ နင်တို့နှစ်ယောက်သာမရှိဘူးဆိုရင်ငါတို့သုံးယောက်တည်းဒီငါတို့ကိုဖမ်းနိုင်မှာမဟုတ်ဘူး။နင်တို့ကျေးဇူးအများကြီးတင်ပါရဲ့။ကျေးဇူးတင်ဖို့မလိုပါဘူး။ဒါကျမတို့ရဲ့တာဝန်ပါ။ကျမတို့ညီမသုံးယောက်သာအခုလိုတွေဖြစ်ခဲ့ရတာ။ကျမတို့အဲ့လိုတွေမလုပ်ခဲ့သင့်ပါဘူး။ဒီအမွေခွဲတာအလကားပါပဲ။အမှန်ကဒီနေရာမြစ်ပဲရှိတင်တာပါ။လူကြီးသူမရဲ့စကားကိုသူတို့ညီမသုံးယောက်လုံးနားလည်လက်ခံပြီးတော့အဲ့ညာနေ ရေကူးကန်အောင်ဖေကအရင်လိုမြစ်အတိုင်းပဲထားလိုက်ပါ යි ။ ပြီးတော့အင်ကိုအမွေခွဲထားတာလေးပြန်ပြတ်လိုက်ပိုင်။အဲ့နောက်မှာတော့သူတို့ချွေးမ900လုံးကပျော့ပျော့ရွှင်ရွှင်နေထိုင်သွားကြပါအောင်လေ။အခုလိုမျိုးစိတ်ဝင်စားစရာပုံမြင်လေးတွေကြည့်ချင်နေဆိုရင်တော့ဒီမိုင်း channel လေးကို like and subscribe လုပ်ထားဖို့မမေ့နဲ့နော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရှင်။